လုံချုံရင်အလွန်ထူထပ်တဲ့မန္တလေးမြို့လယ်တနေရာမှာအသက်80ပြည့်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့မန္တလေးတပိတ်အင်အားစုအဖွဲ့ဝင်တွေကြောက်ကြတပိတ်တစ်ခုပြုလုပ်ခဲ့ပါတယ်။ဈေးလို့ယူဆရတဲ့လူစီကားရနေရာတစ်ခုမှာပြုလုပ်ခဲ့တာကိုတွေ့မြင်ရပြီးလူထုကလည်းပူပေါင်းပါဝင်ခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့် ပူပန်းပါဝင်ပေးခဲ့သူတွေကိုကျေးဇူးတင်တယ်လို့ပြောတယ်လို့အခုဆန္ဒထုတ်ပေါ်ပွဲဖြစ်ပေါ်လာရပုံကိုမန်လေးတပိတ်အင်အားစုရဲ့တာဝန်ရှိသူတဦးကအခုလို MPA ကိုပြောပါတယ်။ဟိုမျိုးတပိတ်လှူရှာမှုအနေနဲ့ကတော့ကျွန်တော်တို့ကအချင်းတပုယူရီမှာအစီအစဉ်ပေးရတယ်ပေါ့လေကျွန်တော်တို့ကတော့အချင်းယူရီရောမှာပဲတခြားလေးစီရင်ကြီးရောဟိုပြင်ဆင်ခဲ့ရပါတယ်လို့အဲ့လိုလေးပဲဖြစ်နေမှာလေရှင် အဲ့ဒီပျောက်ကြတပိတ်လှောက်ချမှုအတွင်အမေစုကြမ်းမာပါစေဖန်စီခံကောင်းဆောင်တွေချက်ချင်းတော့ဒီမိုကရေစီရရှိရေးတို့အရေးစတဲ့ကြွေးကြော်တန်တွေနဲ့အတူဒေါအောင်ဆန်းစုကြည်နဲ့ဖန်စီခံပြည်သူတွေအားလုံးလွတ်မြောက်အောင်စစ်ကောင်စီကိုတော်လှန်ကြဖို့တပိတ်ကောင်းဆောင်ဟာတိုက်တွန်းပြောဆိုသွားပါတယ်ဟုတ်ကဲ့ဒေါအောင်စုကြည်ရဲ့ဒီအထက်ရှိစေပြီးအမွနီမှာပေါ့နော်အဲကျွန်တော်တို့ဒီဒေါအောင်စုကြည်နဲ့တကွာတခြားကျွန်တော်ရဲ့ဒေါ်လန်ရဲ့ရဲဘုံများတီလေယခုချိန်ထိ ဒီကောင်စစ်တဲ့ရဲ့မတရားဖန်ဆီးခြင်းကိုခံရပါတယ်ကောတော့ဆိုချင်တဲ့တကွာဒီမတရားဖန်ဆီးခံထားရဲ့ဘော်ဒီအများကြီးရှိလာတယ်ထို့ပေကျွန်တော်တို့ဒီတဏ္ဍာရလုံးလုံးမြောက်ကိုကျွန်တော်တို့ခီတူအားလုံးမှာတာဝန်ရှိတယ်အဲပြီးသူအားလုံးကလည်းဓာယာခန္ဓာမိုင်းတာတာဝဲတိုက်ပွဲနဲ့နဲ့စာအတိတ်တရားတွေကတော့လည်းရဲ့ကိုအစောဟောဆက်လက်ဘာဝင်ကြဖို့မှုစော်ရင်ဒေါ်စရိတ်ကြီးရဲ့မွနီမှာဒေါ်ဆက်စပင်းနဲ့တကွာ မတရားဖက်စီခံရတဲ့ရင်နာရဲဘော်ရဲ့အကောင်လုံးအမြဲဆုံးပြန်လည်သွမြောက်ပါစေလို့ဆုတောင်းစပါနဲ့ဒူအမတျက်စကားလီပြောချင်ပါရဲ့ရှင်လူထုကောင်းဆောင်တော်အောင်ဆန်းစုကြည်ဟာယုံကြည်ချက်အတွက်အာနာရှင်လက်ကတိုင်းပြည်လွမြောက်ရေးအတွက်ဒီအသက်အရွယ်အထိဆက်လက်ကြိုးပမ်းနေတယ်လို့အကျဉ်းထောင်တွေထဲကကောင်းဆောင်တွေရဲဘော်တွေကလည်းမစုံမနစ်တိုက်ပွဲဝင်နေကြချိန်မှာအကျေထောင်ကပြည်သူလူထုအနေနဲ့လည်းတော်လန်ရေးလောက်ရုံမှတပါအချားမရှိဘူးလို့လည်းဆိုပါလေ ဆက်လက်ပြီးတနိုင်ငံလုံးလွတ်မြောက်ဖို့တည်သူအားလုံးမှတာဝန်ရှိကြတဲ့အတွက်တည်သူအားလုံးကြာရကန်တာနိုင်ရတာဝန်တော်လည်းရင်းမှာအစွမ်းကုန်ဆက်လက်ပါဝင်ကြဖို့လေမန်လေးတပိတ်အင်အားစုကသတင်းစကားပါသွားပါသေးတယ်ဒီနေ့ကြားရောက်တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာပြုလုပ်နေတဲ့ ပန်းတပိတ်နဲ့အင်းကြီးပြဝတ်ဆင်မဲ့လှုပ်ရှားမှုမှလည်းတည်သူတွေအလုံးလုံခြုံရေးတတိနဲ့ပူပန်းပါဝင်ပေးကြဖို့မန္တလေးတပိတ်အင်အားစုဝင်တွေကတိုက်တွန်းပြောဆိုပါတယ်လူထုကောင်ဆောင်ရဲ့အသက်80ပြည့်မွေးနေ့မှာရှစ်ကနန်းနဲ့ပတ်သက်တဲ့အထိတ်အမှတ်လှုပ်ရှားမှုတွေကိုပုံစံအမျိုးမျိုးနဲ့ပြုလုပ်နေကြတယ်လို့မွေးနေ့အထိတ်အမှတ်ကိုလည်းနီလန်းပေါင်းစုံနဲ့တည်သူတွေကပူပန်းပါဝင်နေကြပါတယ်